အားလုံးပဲမင်္ဂလာပါဒီနေ့ညကျွန်တော်အခြေခံထိုင်းစကားပြောမှဖြစ်တဲ့အဲဒီကျွန်တော်ရွေးချယ်ထားတဲ့စကားလုံးလေးอ่ะဗောနော်အဲကိုသတိမမှုပဲနဲ့တခုခုကိုလုံးမိသွားတာဗောနော်အဲထိုင်းလိုကတော့ play play အဲအဲ့ play နဲ့ပတ်သက်ပြီးတော့အသုံးဝင်မှထိုင်းစကားပြောတွေကိုကျွန်တော်ဒီနေ့ညလာဦးသိင်းပါမယ်အဲ number 1ကတော့ကိုကိုကိုမိသွားတယ်ဆိုရှင် play toa play toa ကိုကိုမိသွားတယ်ဗောနော် အဲနံပါတ်2ကမရည်ရွယ်ပဲနဲ့သဘောချမိသွားတယ်ဆိုလို့ရှိရင် play ကြိုင် play ကြိုင်เนาะအဲမရည်ရွယ်ပဲနဲ့ပေါ့เนาะသဘောကျသွားတယ်အဲပြီးလို့ရှိရင်နံပါတ်3ကကြတော့3လွတ်သွားတာကြတော့အဲ play စသည့်เนาะ play စသည့်เนาะ3လွတ်သွားတယ်ပေါ့3လွတ်ဖြစ်သွားတယ်ပေါ့เนาะအဲပြီးလို့ရှိရင်နံပါတ်4ကကြတော့မှေးကနေအိပ်ပျော်သွားတာအဲမှေးကနေအိပ်ပျော်သွားတာကိုကြတော့ play lab เนาะ play lab မိကနဲ့အိပ်ပျော်သွားတယ်ပေါ့နော် play lab မိကနဲ့အိပ်ပျော်သွားတာပေါ့အဲနံပါတ်5ကတော့မတိလိုက်ပဲအဲ3လက်လော့ပေါ့နော်3လက်လော့ကြီးမိသွားတယ်သိရမလားကိုလည်းရည်ထားတာမရှိဘူးပေါ့နော်အဲထိုင်းလိုကကျတော့ play mong play mong နော် play mong အဲမတိလိုက်ပဲကြီးမိသွားတာပေါ့နော်မရည်ရွယ်ဘူးဒီတိုင်းပဲကြီးကြီးပြစ်သွားတယ်ပေါ့အဲအဲနံပါတ်6ကကျတော့3လက်လော့မေ့သွားတယ်ပေါ့နော်အဲထိုင်းလိုကကျတော့ ဖလေလမ်ဖလေလမ်နော်လမ်မိသွားတယ်ဗောနော်အဲတရီလက်လို့ဗောနော်ဟိုဒီအိုင်းမဟုတ်ဘူးအကြီးရယ်ပဲနဲ့မိသွားတာဗောအဲနံပါတ်ခုံကကြတော့အဲတရီလက်လို့စားမိသွားတယ်ဗောနော်အဲဒီဥစ္စာငါမစားဘဲနဲ့ရည်ရထားတာကွာစားမိသွားတယ်လို့ဗောထိုင်းလို့ပြောကြဆိုရင်ဖလေကင်ဖလေကင်ဖလေကင်အဲမတိလိုက်ပဲစားမိသွားတယ်။မတိလိုက်ပဲပြောမိသွားတယ်ဆိုရင် play pot play pot เนาะ ဖလေဖို့အဲ့လိုပြောလို့ရတယ်နော်မသိရဲ့သတိလက်လို့ပြောမိသွားတာပေါ့မရည်ရွယ်ဘူးပေါ့နော်အဲတခုခုကိုကတိန်းထားတယ်ပေါ့နော်တရားရောမသိသေးကျွန်တော်ဒါပေမဲ့မရည်ရွယ်ပဲနဲ့စကားလက်ဆောင်ကြချင်မပြောမိသွားတာပေါ့ဒီလိုမျိုးပြောချင်တာနော်အဲနံပါတ်9ကကြတော့သတိလက်လို့လုံးမိသွားတာငါမရည်ရွယ်ဘူးမရည်ရွယ်ပဲနဲ့လုံးမိသွားတယ်တကွပြောချင် play time play time play time အဲသတိလက်လို့လုံးမိသွားတယ်ပေါ့နော် အဲနံပါတ်တစ်ဆရာကြတော့မီလီယောလို့မရဘူးလို့ပြောပြောခြင်း play me right play me right အဲမေမီလီယောလို့မရအောင်ငါသတိကြီးကြီးထားမှရမယ်ဗောနော် play me right မီလီယောလို့မရဘူးအဲစတိကကြတော့အဲသတိလက်လော့ဗောဒါမှမဟုတ်ရင်မတိလိုက်ပဲနင်းမိတော့တာငါမရေပါဘူးချမ်းမြေတဲ့တန်းကြိုင်တာ play ye ရဲ့နော်အဲ့လိုပြောလို့ရတယ်နော်ရေပဲနင်းမိသွားတယ်ဗောနော် play ye ရဲ့ play ye ရဲ့ ye ဆိုတာကနင်းတာဗောနော် ဖလေနဲ့တွေ့လိုက်တဲ့ခါကျတော့အဲသတိလက်လို့နင်းမိသွားတာမကြီးရဲဘူးပေါ့နော်ချန်ခေါ်ထိုးတွေးနာချန်မိတဲ့တန်းကြိုင်ဖလေရက်နော်အဲသတိလက်လို့နင်းမိသွားတာပေါ့နော်ဒီလိုမျိုးသုံးလို့ရပါတယ်ဒါဒါကတကယ်သုံးဝင်တဲ့စကားလုံးတွေပါအဲဆနစ်ကကျတော့အဲသတိလက်လို့ကင်မိသွားတာပေါ့နော်မသိလိုက်ပဲမသိလိုက်ပဲကင်လိုက်တာပေါ့နော်တကယ်ဒါပူမစိုးရင်မကင်ပြစ်ဘူးပေါ့ဒီလိုပုံစံပြောနေတာပေါ့เนาะထိုင်းလိုကတော့ play jab play jab เนาะ play jab jab ကင်နာ ဟာမို့ဖမ်းတာတုံးလို့ရတယ်နော်။ကင်တာလည်းတုံးရဖမ်းတာလည်းတုံးလို့ရတယ်ပေါ့နော်။အဲနံပါတ်73ကကြတော့သတိလက်လို့ဖြင်းပြီးသွားတာဆိုရင် play top play top play top နော်သတိလက်လို့ဖြင်းပြီးသွားတာမရည်ရွယ်ဘူး။သူငေါ့မေးတယ်ငါလည်းထိန်းထိုင်းနဲ့ဖြင်းပြီးသွားတယ်ပေါ့နော်ဒီလိုပြောလို့ရတယ်။အဲနံပါတ်74ကကြတော့သတိလက်လို့မင်းမိသွားတော့လို့ကိုယ်ကပြောခြင်း play time play time time မေးတာပေါ့နော်။ time တတိလလောမေးမိသွားတာပေါ့နော်အဲ number 15ကြတော့ northern ဒါနောက်ဆုံးစကလုံးလေးပေါ့နော်အဲတတိလလောထဲမိသွားတာငါမရွယ်ဘူးဒီတိုင်းမထဲမိလိုက်တာပေါ့နော်တမင်သက်သက်လောက်တာမဟုတ်ဘူးပေါ့အဲထိုင်းလောကတော့ play sign နော် play sign sign ဆိုတာထဲတာပေါ့နော် play sign ဆိုတာတတိလလောပေါ့မရွယ်ဘဲနဲ့ထဲထဲပြသွားတာပေါ့တခုခုမှားသွားတယ်ပေါ့နော်မှားထဲမိတာတို့အဲ့လိုမျိုးအခြေအနေတခုမှဒီစကလုံးကိုသုံးရတယ်နော် ကျွန်တော်ဒီနေ့တော့တော်လေးပဲလာအောင်မျှဝေပေးခြင်းပါတယ်အားလုံးပဲအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ